ကချင်ပြည်နယ်ဖားကဲမြို့မှာယမနိဇွန်လ6ရက်နေ့ည9:00နာရီချိန်ခန့်ကလုံခင်းကျေးရွာခွန်စာကုန်းရှိရန်ကိုတောင်တလုံးပေါက်ကွဲခဲ့ကဒိရခံပြည်သူရှိဦးတေဆုံးသွားခဲ့တယ်လို့ဒိရခံများထံမှသိရပါတယ်။အဆိုပါပေါက်ကွဲမှုမှာခွန်စာကုန်းဘုံကြီးကျောင်းနဲ့လူနေအိမ်များအနီးရှိအေယာဦးကိုတောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကအသက်နှစ်နှစ်ခန့်အရွယ်ကလေးငယ်တဦးအပါအဝင်ဒိရခံရှိဦးတေဆုံးကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအဆောက်အုံဆယ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့အနီးနားရှိဒိရခံတဦးကပြောပါတယ်။ ည9:00နာရီလောက်ကပေါက်ကွဲတံတွေကြားရတာခက်မှန်းနနစ်အရွယ်ကလေးတယောက်ရဲ့အလောင်းလဲတွေ့ရတယ်။တေဆုံးသူကတော့စုစုပေါင်း၈ဦးလို့လူမှုကူညီရေးအသင်းတွေစီကတီးရတယ်။ဒီကိုက်တူတူဦးကိုလည်းစေယုံကြီးကိုပို့ဆောင်ထားတယ်။ဒီပေါက်ကွဲမှုကြောင့်အိမ်ဆယ်လုံးမီးလောင်ခဲ့တယ်။၁၂နာရီလောက်အထိမီးငြိမ်းတက်ခဲ့ရတယ်လို့သူကပြောပါတယ်။ အဆိုပါပောက်ကွယ်မှုနှင့်ပတ်သက်၍ရက်ွက်တာဝန်ရှိသူများမှစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြပြီးရက်ွက်နေပြည်သူများနဲ့လူမှုကူညီရေးအသင်းများပူးပေါင်းကရှင်းလင်းရေးများကိုဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။အနီးနားကလူတွေပြောတာကဒရုန်းနဲ့လာချတယ်လို့ပြောတယ်။တချို့ကလည်းလက်နက်ကြီးကြတယ်လို့ပြောတယ်။ပောက်ကွယ်မှုနဲ့ပတ်သက်ပြီးတိတိကျကျတော့မသိရသေးဘူး။ အခုပောက်ကွယ်မှုမှာတော့လူတွေအတော်များများသေဆုံးခဲ့ပြီးနေအိမ်တွေကားတွေပါပျက်စီးခဲ့တယ်။ပောက်ကွယ်မှုဖြစ်ပွားနေရာမှာတော့ပေနေရာလောက်ရှိတဲ့ကျန်းခွက်ဖြစ်သွားတယ်လို့ဒေသခံတဦးကပြောပါရယ်။အလားတူပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကလည်းလုံခင်းကျေးရွာအုပ်စုတင်အောင်ကြိုင်လုတ်ကွဲဤရန်ကိုတောင်တလုံးပောက်ကွယ်မှုဖြစ်ပွားခဲ့ပြီးဝန်ထမ်း3ဦးသေဆုံးက20ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်။